ားလုံးမင်္ဂလာပါဒါလူတယောက်ရဲ့အလေးကျင့်တွေလူတယောက်ဒီ habit တွေอ่ะပေါ့နော်အဲသူရဲ့ပြုမှုတွေအဲ့တော့သူရဲ့ဒီရှလက်တွေပေါ့နော်ဒါတွေဖန်တီးပြတယ်ဒီလိုပဲကျွန်တော်တို့ဒီလူတယောက်ရဲ့ငွေကြေးဆိုင်ရာအလီကျင့်တွေอ่ะဒါသူရဲ့ငွေကြေးကြော်ဝမှုပုံမှာပတ်ရောက်မှုတွေအများကြီးရှိပါတယ်ထားပါတော့သူကဒီမှန်ကန်တဲ့ငွေကြေးဆိုင်ရာအလီကျင့်တွေကောင်းတဲ့ငွေကြေးဆိုင်ရာအလီကျင့်တွေရှိရင်ဒါသူဒီသူလိုချင်တဲ့ furniture ကို furniture freedom ကိုဒါညမစံရောက်နိုင်တယ်ပေါ့လေဒီလိုပဲသူကဒီငွေကြေးနဲ့ပတ်သက်လို့ဒီမကောင်းတဲ့အလေထားတွေ အဲသူမှာထားပါတော့ကျွန်တော်တို့အသုံးဆွဲနေပတ်သက်လို့ဒီတလွဲကျွန်တော်တို့ဒီအသုံးဖြုံးတွေကြီးပြီးတော့မကောင်းတဲ့ habit တွေအလေးချင်းတွေရှိနေရင်တော့ဒါသူမှာငွေကြေးကျက်တဲ့အများအားကြုံနေရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီအရင်ဆုံးငွေစုတဲ့ saving habit နဲ့ပတ်သက်လို့ပဲကျွန်တော်တို့အာဆွေးနွေးကြည့်လို့ရတယ်။ထားပါတော့လူတစ်ယောက်ကငွေစုမယ်။ तू ကဒီလှကုန်တိုင်းမှာ तू ငွေစုမယ်ပေါ့နော်စဉ်းစားထားတယ်။ဒါပေမဲ့ तू က အလကုံတဲ့ချိန်လာသာရှားတဲ့ချိန်မှာသူအရင်အကျွေးဆန့်ဆက်လိုက်မယ်ဒါမှမဟုတ်အဲသူသုံးညင်တာတွေရှောက်သုံးပြီးတော့နောက်ဆုံးမှလက်ထက်မှာစုစရာမကြံတော့ဘူးဒီဒီလိုနဲ့သူကဒီလမှမစုတော့ဘူးကဲနောက်နောက်လမှစုမယ်ဆိုပြီးတော့သူစဉ်းစားပြတယ်နောက်လကျလည်းဒီလိုပဲသူအသုံးစိတ်တွေအကျွေးတွေနဲ့တန်တရားလဲနေပြီးတော့မစုပြီးဒီလိုနဲ့တော်တော်နဲ့ဒါသူငွေစုမယ်ဆိုတော့အဲသူရဲ့ရည်မှန်ချက်ကတော်တော်နဲ့ဖြစ်မလာဘူးဗောလေဆိုတော့ကျွန်တော်ငွေစုတာနဲ့ပတ်သက်ရင်လည်းဒီအလေးချင်းအရေးကြီးတယ်ဗောနော်ကိုယ်စုမယ်လို့ ဆွေးနွေးထားလိုက်ဆိုရင်ဒါမှဖြစ်မနေစုဖို့လို့လေကျွန်တော်တို့သူသဖြင့်တော့၃မိမှကျွန်တော်တို့ကစုတာထက်စုပြီးမှ၃မိအရေးကြီးတယ်ပေါ့ကျွန်တော်ဝင်ငွေတစ်ခုရလာတယ်မှတ်ထားပါတော့ကျွန်တော်တို့ဒီလောက်မှတော့ဘယ်လောက်စုမလဲဘယ်လောက်ပါစင်နေစုမလဲကျွန်တော်တို့ထားပါတော့5%ပဲစုစု10%ပဲစုစုနောက်ဆုံးကျွန်တော်တို့20%ပဲစုစုကိုတက်နိုင်တဲ့ကိုစုနိုင်တဲ့ပမာဏနဲ့ကျွန်တော်စစုဖို့လို့လေပေါ့အဲ့လိုမဟုတ်ဘဲနဲ့ခုနပြောသလိုကိုက ို30ရှိတာတစ်လျှောက်သုံးပြီးတော့မှကျန်တာဆုမယ်ဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံးမကျန်လို့ရှင်မဆုပြေဘူးเนาะအဲဒါတော့ဖြစ်သွားနိုင်မှာဒါကြောင့်မို့လို့ကျွန်တော်တို့ကငွေဆုပြေဖို့ဆိုရင်လည်းအလေးချင်အရေးကြီးတယ်အဆုမယ်လို့ကျွန်တော်တို့ကဆုံးဖြတ်ထားတယ်ဆိုရင်ဆုရရှိတာကျွန်တော်ဆုနိုင်တဲ့ပမာဏအရင်ဆုပြီးမှကျွန်တော်တို့ဒီအတုံးစိတ်တွေတခြားကိစ္စတွေအတွက်ကျွန်တော်တို့ကဒါကိုယ့်ရဲ့ဝင်ငွေဒါဘတ်ဂျက်ကိုပေါ့နော်ဖယ်ထားဖို့အရေးကြီးပါတယ်ဒီလိုပဲကျွန်တော်တို့ကဒီအသုံးစွမ်းနဲ့ပတ်သက်တဲ့ spending habit ပေါ့နော်အဲဒါဆိုလဲကျွန်တော်တို့ကအရေးကြီးတယ်တချို့ဆိုရင်ရှိတယ်ဝင်ဝင်နေတဲ့ကာလမှာကျွန်တော်နည်းနည်းပဲတုံတယ် သူ့ဝင်ဝင်များလာပြီဆိုရင်သူကများလာတဲ့အလျောက်ဒီသူ့ရဲ့အတုံးစီတွေကလည်းရှောက်တက်လာတာရှိတယ်ကျွန်တော်တို့ဘာလဲဆိုတော့ဒီ lifetime inflation လို့ခေါ်တာပေါ့ဝင်ငွေမြင့်တက်လာတာနဲ့တူသူ့ရဲ့ဒါအတုံးစီကလည်း live မြင့်တက်လာတယ်မြင့်တက်လာတယ်ဆိုတော့ဒါဒီဘက်ခင်မှာတော့ကျွန်တော်ပိုဆိုးတယ်ပေါ့ကျွန်တော်တို့ဒီဘက်မှာ shopping center တခုသွားရင်ကျွန်တော်မှရွေးချယ်စရာတွေဝယ်စရာတွေအများကြီးရှိတယ်တခါတည်းကျွန်တော်တို့ shopping center သွားတယ်ကိုဝယ်မယ်လို့မှန်းထားတဲ့ဟာတောင်မဝယ်ပြလိုက်ဘူးကျွန်တော်တို့အထာလေးကကောင်းတယ်ဒါလေးကတော့ဘာဖြစ်ဖြစ် emotional ဖြစ်တယ်ဆိုပြီးတော့ အဝယ်လိုက်မိတာတည်းကျွန်တော်အများကြီးရှိတယ်။နောက်ပိုင်းကျွန်တော်တို့အိမ်မှာထိုင်နေရင်းကိုဈေးဝယ်ပြနေတာအများကြီးရှိတယ်။ကျွန်တော်ဖုန်းတစ်လုံးနဲ့ဝယ်လို့ရတယ်ကျွန်တော်တို့ကြော်ညာတွေလည်းအများကြီးတက်နေတယ်တောက်ရှောက်။အခုကျွန်တော်ဆွဲဆောင်နေတာအများကြီးရှိတယ်။အဲ့တော့ကိုယ့်အတွက်လိုလိုမလိုလိုအရေးကြီးကြီးမကြီးကြီးကျွန်တော်ရှောက်ဝယ်တာရှိတယ်။အဲ့တချို့ဆိုရင်နောက်ပိုင်းဒီ credit card တွေကလည်းကျွန်တော်လွယ်လွယ်ကူကူသုံးလို့ရတာ။ဘဏ်တွေကလည်းကျွန်တော်တို့ကလွယ်လွယ်ကူကူပဲသူတို့လှုပ်ပေးနေတဲ့ခါကျတော့ကျွန်တော်အကျွေးလွယ်လွယ်ချီလို့ရတယ် ရှောက်ဝဲတယ်ပြီးမှကျွန်တော်တို့ကဒီအကျိုးလိုက်ဆက်ရတဲ့ပြဿနာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီအတုံးဆွဲကလည်းဒါကိုယ့်ရဲ့ habit နဲ့အများကြီးဆိုင်နေအကိုဒီ spending habit ကိုဘယ်လောက်ထိကို control လုပ်နိုင်လဲအကိုအတွက်ကျွန်တော်တို့အရေးမကြီးတာတွေဘယ်လောက်လျှော့နိုင်လဲကျွန်တော်ဘယ်လောက် limit နဲ့လုပ်နိုင်လဲဒါတွေမှာကျွန်တော်တို့ကဒီ arm side for အခြေကြည့်ပါတယ်ကျွန်တော်တို့ဒီအတုံးဖဲတို့ saving တော့မှာမဟုတ်ဒီလိုပဲ investment ဆိုလည်းအတူတူပဲကျွန်တော်တို့ကိုယ့်ရဲ့ allegiance နဲ့အများကြီးဆိုင်နေ investment တချို့ဆိုရင်ပတ်စံရှာနိုင်တယ်ပတ်စံရှာတတ်တယ်အဲစုလဲစုတယ်ဒါပေမဲ့ကျွန်တော်တို့ investment လုပ်ဖို့အတွက်သူကဟိုဒီဒီ fear သူ့မှာကြောက်အောင်သိရှိတယ်ဗောသူ invest လုပ်လိုက်တဲ့ဟာလေးကအရင်နည်းလေးကရှုံးသွားမလားကုန်သွားမလားဒါမျိုးဆိုရင်မဆပြေမဆရပါတော်တော်နဲ့ကျွန်တော်တို့ကဒါကြီးမလုပ်ဘူးဗောနော်အဲတကယ်တမ်းကျွန်တော်တို့က ကိုလုံးနိုင်တဲ့လုံရဲတဲ့ပမာဏနဲ့ကျွန်တော်စကြည့်ဖို့လေလုံရင်းနဲ့မှကျွန်တော်တို့ကဒီ investment ကိုလုပ်တဲ့အလေးထားတွေများလာတယ်ဒီ market ကိုကျွန်တော်ကောင်းကောင်းနားလည်လာတယ်ဒီ asset class အကြောင်းကိုကျွန်တော်ကောင်းကောင်းသဘောပေါက်လာတယ်အဲဒါနေကျွန်တော်တို့တလွဲတွေအမှားတွေလုံးမင်းတော့ဒီကနေ့ကျွန်တော်သိင်လို့ရတယ်ဒီအလေးချက်တွေကိုပဲကျွန်တော်တို့ကတည်ဆောင်ပြီးတော့နောက်ထပ်နောက်ထပ်ကျွန်တော်တို့က investment တွေဒါတောက်လျှောက်လှုပ်သွားလို့ရတယ်ဗောဒါကြောင့်မို့လို့ကျွန်တော်တို့ ဟပ်ဘေးရေးကြီးတယ်ကိုယ့်ရဲ့ရလက်တွေကိုယ့်ရဲ့ဒီ action တွေဖြစ်ဖို့ကကျွန်တော်တို့ဟပ်ဘေးနဲ့အများကြီးဆိုင်တယ်ဒီငွေကြေးမှလည်းအတူတူပဲကျွန်တော်တို့ငွေစုတာပဲဖြစ်ဖြစ်ကျွန်တော်တို့ investment လုပ်တာပဲဖြစ်ဖြစ်နောက်ဆုံးဒီငွေသုံးတာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့အလေချင်းကျွန်တော်တို့ impact ဖြိုက်ဖို့ရေးကြီးပါတယ်ငွေကြေးနဲ့ပတ်သက်လို့ထဲထဲဝင်ဖတ်ရှုလေ့လာခြင်းတော့ကျွန်တော်ရဲ့ master your money စာအုပ်မှာဖတ်ရှုလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်